အားလုံးပဲမင်္ဂလာပါတခြားနေ့နေကြိုဆိုပါရစေကျမတို့မျိုးပါဒီခါမှာလဲ GPT M5 ပြေဆိုမဲ့သူတွေအတွက် reading survive all questions မိကုံးဟောင်းလေးတွေကိုတူတူလေးလာဖို့ပြင်ဆင်ထားပါတယ်ဒီခေါက်လေးလာမှာတော့အပိုင်း16လေးပေါ့နော် survive တိုးလေးတွေဖြစ်ပါတယ်ထုံးစံတိုင်းပဲ question and answer တွေက question လေးကိုအရင်နားလည်အောင်ဖတ်မယ်ရှာရှင်းဝါသိုးတဲ့ task ကရှာရှင်းဝါသိုးတဲ့ task ကဆိုပုံကဘယ်တစ်ခုလဲတဲ့ဒါဆို1နဲ့3လေးပုံတွေကတစ်ခုခုယူရမှာဖြစ်တယ်ပေါ့နော်ဆို survive လေးကိုအရင်ဆုံး ဒါဆိုစာပိုင်းလေးကိုတစ်ခေါက်လောက်ကိုယ့်ဘက်ကိုအရင်နားလည်အောင်ဖတ်ထားပေးပါအစွန်တူတူဖတ်ကြည့်ကြမယ်နော်ခိုနိုရှာရှင်နိုအီချီဘန်မီဂီနီအီရူဟီတိုဝါဝါတာရှီနိုအာနီဒတ် 兄の隣に弟がいます。私の隣には母がいます。母の隣にいる人が父です。って。ကဲဒါဆိုရင်ပုံလေးမှာတက်နဲ့သုံးလေးရှိရတို့တွေတခါတည်းရွေးမယ်ပေါ့နော်ဖတ်နေရင်။ဆိုတော့ခိုနိုရှာရှင်တို့အချိပန်မီဂီဆိုတော့ဒီပုံရဲ့ အီချီဘန်မီကီဆိုတဲ့အတွက်ညာဘက်အစွန်ဆုံးမှာတဲ့အီရုဟစ်တို့ရှိရဲ့လူကကျွန်တော်ရဲ့အကိုဝါသရှိနိုအာနီဒတ်ကျွန်တော်ရဲ့အကိုဖြစ်ပါတယ်။ဒါဆိုဒီမှာမီကီတို့ဟီဒါဒီတို့ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွတ်မလဲဆိုတော့ကိုကမျက်နှာချင်းဆိုင်မဲ့တခါရတွတ်ရမယ်နော်။ဆိုကိုကဒီပုံနဲ့မျက်နှာချင်းဆိုင်ကြည့်တဲ့အချိန်မှာကိုရဲ့လက်ကလေးကမီကီဖြစ်တဲ့ဟာကိုကိုကမီကီလို့တွေ့ရမယ်။ဒါဆိုရင်ဒီမှာအီချီဘန်မီကီဆိုတဲ့အတွက်ဒီတယောက်ပေါ့နော်။ပြီးရင်ဒီတယောက်ပြီးရင်နံပါတ်3မှာဆိုရင်ဒီတယောက်နံပါတ်4မှာဆိုရင်ဒီတယောက် ဒါဆိုအီချီဘန်မီကီကအကိုဖြစ်ပါတယ်ဆိုတဲ့အတွက်ဒီပုနေတဲ့ညီလေးကမဖြစ်နိုင်တော့ဘူးเนาะညီလေးပါတဲ့နှစ်ပုံ3နဲ့4ရမဖြစ်နိုင်တော့ဘူးနံပါတ်1နဲ့2ထဲကဆက်ပြီးတော့ရွေးရမယ်အဲ့လိုမျိုးเนาะအချီဘတ်မီခီဆိုတာဒီဘက်ကိုပြောတာမဟုတ်ဘူးเนาะကိုယ်နဲ့မျက်နှာချင်းဆိုင်အတိုင်းပဲတွားမှာဖြစ်ပါတယ်။ကနအာနီနိုတိုနာရီနိအိုတိုတိုကအီမတ်အကိုရဲ့ဘေးနားမှာညီလေးရှိပါတယ်။သို့မဟုတ်မောင်လေးရှိပါတယ်ပေါ့เนาะ။ဆိုတော့အကိုရဲ့ဘေးနားမှာမောင်လေးရှိတဲ့ပုံကြည့်မယ်ဒီပုံ။ ရှိတယ်เนาะဒီမှာလဲအကိုရဲ့ဘေးနားမှာမောင်းလေးရှိတယ်ဆိုတော့ဒီနှစ်ပုံကဆက်ပြီးတော့မတင်မချဖြစ်နေသေးရယ်เนาะဒီနှစ်ပုံထဲမှာဆက်ပြီးတော့ရွေးမယ်ဝါတာရှိနိုတိုနာရီနီဝါဟာဟာကအီမတ်ကျမရဲ့ဘေးနားမှာသို့မဟုတ်ကျွန်တော်ရဲ့ဘေးနားမှာယောက်ျားလေးလက်ဖြစ်နေတယ်เนาะကျမရဲ့ဘေးနားမှာသို့မဟုတ်ကျွန်တော်ရဲ့ဘေးနားမှာအမေရှိပါတယ်တဲ့ကြည့်ဒါဆိုရင်အမေကဘေးနားမှာကတ်နေတဲ့တယောက်ကိုရှာကြည့်ကြမယ်ဒီမှာအမေရှိတယ်ဒီမှာအမေရှိတယ်ဆိုတော့ဒီအမေကဒီမောင်လေးနဲ့ကတ်နေတယ်เนาะဒီဘက်ကအဖေပဲဖြစ်မှန်းဒါသိကြတာတော့ ตาမဖြစ်နိုင်အောင်ဆိုတော့ဒီအမေကမောင်လေးနဲ့ကန်နေရဒီအမေကကောင်မလေးတောင်နဲ့ထက်ကန်နေဆိုတော့ water ရှိရဒီကောင်မလေးဖြစ်နိုင်ခြင်းရှိတယ်ဗောနော်ဘာလို့ဆိုတော့ auto သူက mention လုပ်ပြီးသားပြောပြပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဆုံးတစ်ခုကြည့်မယ်ဟာဟာနို tonari ni iru hito ga chichi das မမေရဲ့ဘေးနားမှာရှိတာဖိဖိဖြစ်တယ်ဒီမှာလည်းမမေရဲ့ဘေးနားမှာရှိတာဖိ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 ဖြစ်တယ်ဆိုတော့ခုနပြောခဲ့သလိုပဲเนาะဆိုတော့ကျွန်တော်သုံးဖို့ကျမရဲ့ဘေးနားမှာအမေရှိပါတယ်လို့ပြောရတဲ့အတွက်ဒီပုံဖြစ်နိုင်မလားဒီပုံပို့ပြီးဖြစ်နိုင်မလားနံပါတ်၁လေးကပို့ပြီးဖြစ်နိုင်တယ်เนาะဒါမှသာကျမ ကျမအကိုကျမမောင်လေးကျမအမေကျမအဖေအဲ့လိုပုံစံမျိုးလေးဖြစ်မှာပေါ့နော်ဒါဆိုရင်ဒီပုံလေးပုံထဲမှာသူပြပြနေတဲ့ပုံလေးကနံပါတ်1လေးဖြစ်ပါတယ်နော်ဇဲကိုင်ဝါအချီပန်သတ်အပြင်ပန်ကနံပါတ်1လေးဖြစ်ပါတယ်ဒါဆိုရင်ဒီစာပိုင်လေးကိုလေ့လာတာလဲအားလုံးအဆင်ပြေမယ်လို့ထင်ပါရယ်နော်နောက်ထပ်နောက်ထပ်မိကုံဟောင်းသင်ခန်းစာလေးတွေမှာလည်းအတူတူပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်